အဲ့တော့ဒီဟာလွတ်လပ်နေပွဲပေါ့နော်အတူမှာပါတဲ့ဇဝင်ကန်းဆိုရင်ကျွန်တော်ထက်တာလွတ်လပ်နေပွဲသူတို့အဲ့မျိုးလေးမှာလောက်ကြတော့မယ်အဲ့ဆိုတော့လွတ်လပ်နေပွဲလောက်ကြတယ်အဲ့လွတ်လပ်နေပွဲမှာကျွန်တော်ထည့်ကျင်တဲ့အဲပလော့တွေထည့်ပြီးတော့ပြရတယ်အဲ့ဟာလေးနဲ့ပဲ အဲချစ်ဆရာကောင်းဆရာလေးဆရာမလေးနဲ့အတူကိုအဲနှစ်ယောက်ကိုချိန်ထားတာဗောနော်ဟုတ်အဲ့လိုပုံစံလေးပါငါကူးနေတဲ့လူနာတွေကိုဈာကဖြက်ကူပြီးနာမည်ကောင်းယူနေတာတော်တော်ကိုများနေပြီစမ်းမာရေးကိစ္စမှာဖြတ်ခုတ်တာတွေလုကူတာတွေမရှိဘူးအဲ့လိုကိုရန်လေးဒေါသထွက်တဲ့ဟာဗောနော်ကိုရန်လေးကအဲဒေါသထွက်ပြီးတော့စိတ်ဆိုးတဲ့ဟာကိုကျွန်တော်ဒီတိုင်း dialogue တွေနဲ့မဆိုးတော့ဘဲနဲ့အဲအဲ့လို presentation နဲ့ပြတာတခုပါတယ်အဲပိုးရဲ့အဖေတော့မဟုတ်အဲ့တော့ ဟိုပါပေါ့ကိုရန်လေးရဲ့ character တစ်ခုပေါ့သူ့ရဲ့နေရာနဲ့ character တစ်ခုဒါဒီနေ့အတွက်ဒီနေ့အတွက်ပထမဆုံးယုံတင်တဲ့ကားလေးအတူอ่ะကျွန်တော်ကတကားမှယုံမတင်ရသေးဘူးဒီနေ့မှာဒါပထမဆုံးယုံတင်တာပေါ့เนาะအတူอ่ะဟုတ်အဲတေချာတော့ကျွန်တော်လည်းမသိသေးပါဘူးဟိုတင်ဖို့ရှိရဲ့ကားကတော့ အခုအတူးရယ်ပြီးရင်နတ်ဝင်တယ်ရယ်ပန်းမြိုင်လေးကဥယျာဉ်မှုပေါ့နော်အဲ့ကားတွေကတော့အဲတင်မိုးကြီးရယ်ဆိုတာအဲ့ကားတွေကစင်ဆာကြပြီးသားကားတွေပေါ့နော်အာမပြောတတ်သေးဘူးဒီနေ့တဲဖြစ်ချင်းဖြစ်မယ်သို့မဟုတ်နောက်နေ့ဖြစ်ရင်လည်းဖြစ်သွားနိုင်တာပေါ့နော်စင်ဆာကြပြီးသားတော့အဲ့ကားကြံသေးတယ်အဟုတ်ရှိပါရယ်ခင်ဗျာကျွန်တော်ဟိုဟာလေအအများဆုံးက3ကားပေါ့အဲဒီနေ့ဆိုလည်း3ကားပြီးခဲ့နှစ်မှာတော့2ကားဒီကနေ့မှာဆိုအဲကျွန်တော်ရိုက်တာအိမ်မက်ကာယန်ရဲ့ဆိုမီယာရဲ့နှစ်ကား ဟိုဒီနှစ်မှာကြတော့လေအဲဒီကားတွေပေါ့နော်အခုအတူရဲ့အဲနှစ်ဝင်တယ်ရဲ့ပန်းမြိုင်လေ၃၅ရိုက်တာပေါ့နော်အဲတနည်းကိုအများဆုံးရိုက်နိုင်တာကအဲအလုံးဆုံးအများဆုံး၃၅ပေါ့အဲ့ဒီထက်နည်းနော်၂ကားလောက်ပေါ့အဲ့လောက်ဆိုအတော်ပါပဲဟုတ်ကိုယ်တိုင် produce လုပ်တယ်ဆိုတာထက်အဲကျွန်တော်ကိုယ်တိုင်တော့ produce လုပ်တာမဟုတ်ပါဘူးဒီ total ဆိုတဲ့ရုပ်ရှင်ထုတ်လို့အစ်စ်ကိုပဲကျွန်တော်အစီအစဉ်ပေးပြတာပေါ့နော်ဟို producer ကတော့သူ့ဘာသူတတ်တတ်ရှိပါတယ်အဲ producer တတ်တတ်ရှိတယ်အဲသူသူကျွန်တော်မိတ်ဆွေတရားပေါ့နော် သူရိုက်တာပါကျွန်တော်ကတော့ဒီထုတ်လို့ရေကိုပဲအဲသူဟိုပဲဒီရုပ်ရှင်ကားတွေရိုက်ဖို့နဲ့ဒီထုတ်လို့ရေဟို operation run ပေးတဲ့ပုံစံမျိုးပေါ့နော်အဲအဲ့လိုသဘောပဲရှိတာပါဟုတ်အဲ့လိုတော့မရှိပါဘူးဒါကျွန်တော်မိတ်ဆွေအတွက်ကိုကျွန်တော်လဲကျွန်တော်ရိုက်ချင်တဲ့ရုပ်ရှင်ကားလေးတွေအဲကိုယ့်အောက်ကိုတီးတီးတန်းတန်းလေးအဲရိုက်လို့ရတဲ့ပုံစံလေးတို့လည်းပူကောင်းတာပေါ့နော်။သူကလည်းလှုပ်ချင်တယ်။အဲရုပ်ရှင်ကိုဝါသနာပါတယ်။အဲသူကရန်လည်းအဲ့လိုရိုက်ချင်တယ်။အဲဒါမဲ့ ဒီ industry ကမဟုတ်ဘူးဆိုတော့အဲအဲ့ဒါနဲ့ကျွန်တော်အဲ့ဒါဟိုတိုးတက်ကိုလုတ်ပေးပြစ်တာပါအဲဟုတ်တယ်အဲ့ဒါကကျွန်တော်တို့ငငယ်တုန်းကလေအဲကျွန်တော်ငငယ်တော့ဆိုရက်ွက်ထဲမှာအမြဲလွတ်လည်နေဆိုအမြဲဆော့ရှိတာ哦လွတ်လည်နေတို့အဲအဲ့လိုညဘက်ဆိုလည်းရက်ွက်ထဲမှာ哦အဲ့လိုထုတ်စည်းထိုးတာရယ်ပါတွေကလွတ်လည်နေမဟုတ်လဲဆော့နေတာပဲအဲဆိုတော့ကျွန်တော်ကြတော့အဲ့ဒီအေးငယ်ဘဝတော့ကကြောအဲ့လို live နဲ့ဖြတ်တန်းကဖြတ်တန်းခဲ့ဘူးလားဆိုတော့ဖြတ်တန်းခဲ့ရတာဆိုတော့အဲကျွန်တော်ရိုက်တဲ့ရုပ်ရှင်ကားရေးမှာလည်းအဲ့လိုအငွေ့သက်လေးတွေပါခြင်းလဲ အဲ့တော့လွတ်လပ်ရေးနေပွဲလိုဟာမျိုးတွေဥပမာသတင်းချုပ်ပွဲလိုဟာမျိုးတွေဥပမာကြံလိုဟာမျိုးတွေအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဟို culture မှာရှိတဲ့ကျွန်တော်တို့ယဉ်ကျေးမှုမှာပဲရှိတဲ့အဲအဲ့လို culture မျိုးတွေကိုအဲကျွန်တော်ရုပ်ရှင်ကားတွေမှာကျွန်တော်ထည့်ပြီးတော့ပြခြင်းတယ်အဲအဲ့လိုကြောင်မလို့တိုက်ဟိုအခွင့်ဟိုတင်းတဲ့အချိန်ကြရင်ပေါ့နော်တင်းတဲ့အချိန်ထဲပြလို့ကောင်းတဲ့အချိန်ကြရင်အဲ့လိုမျိုးထဲထည့်ပြီးတော့ရိုက်သွားတဲ့သဘောပါပဲ အတူမှာတော့ဒီဟာလွတ်လပ်နေပွဲပေါ့နော်အတူမှာပါတဲ့ဇဝင်ကန်းဆိုရင်ကျွန်တော်ထက်တာလွတ်လပ်နေပွဲတို့အဲ့မျိုးလေးမှာလောက်ကြတော့မယ်အဲဆိုတော့လွတ်လပ်နေပွဲလောက်ကြတယ်အဲလွတ်လပ်နေပွဲမှာကျွန်တော်ထည့်ကျင်တဲ့အဲဘလော့တွေထည့်ပြီးတော့ပြရတယ်အဲ့ဟာလေးနဲ့ပဲအဲချစ်ဆရာကောင်းဆရာလေးဆရာမလေးနဲ့အတူကိုအဲနှစ်ယောက်ကိုချိန်ထားတာပေါ့နော်ဟုတ်အဲ့လိုပုံစံလေးပါအဲအဲ့လိုမျိုးတော့မရှိပါဘူးဗျာဘာလို့လဲဆိုတော့မရိုက်ခင်တည်းကလည်းဇလန်းကိုတေချာရွေးချယ်ပြီးတော့ပြင်ဆင်ပြင်ဆင်ရတာပေါ့နော်ပြင်ဆင်ရတယ်အဲရိုက်ကိုဒီကောင်းကိုရိုက်ကိုရိုက်တော့မယ်ဆိုရင်တော့ ိုဘက်ပေါင်းဆောင်ကအကုန်လုံးအသေးစိတ်အဲအကုန်လုံးပြင်ဆင်ပြီးတော့ပဲအဲဇလန်းအစားပြီးတော့ဗောနောဇလန်းအစားပြီးတော့ပြင်ဆင်ပြီးတော့ပဲအသေးစိတ်အဲဖန်တီးတဲ့ကားတွေများတဲ့အတွက်အဲ့လိုမျိုးတန်တူကြောင်းဝဲဖြစ်တာတို့ထက်လာတာတို့ဟိုပြောမယ်ဆိုနဲပါအဲ့လိုမျိုးဆိုရင်တော့တခါဲဖယ်လိုက်တာဗောနောမရခင်တဲ့တခါဲအဲဖယ်လိုက်တာတို့အဲ့ plot တွေဖြုတ်လိုက်တာမျိုးအဲ့လိုလုပ်လိုက်ပါတယ်ဟုတ်အဲ့ဟာကကျွန်တော်မနက်ကပြောသလိုဗောနောကျွန်တော်ဒီအတူကိုရိုက်မယ်ဆိုတာကဒီမြို့လေးကြောင်စပြီးတော့ ခေါင်းထဲရောက်လာတာအဲဘော်ဆိုင်းဆိုတဲ့မြို့ကိုရောက်တယ်ရောက်ပြီးတော့အဲ့မြို့ကြီးကအရန်လာတာပဲအဲဒီမြို့မှာငါရုပ်ရှင်တကားတော့ရိုက်ချင်တယ်ဆိုတဲ့စိတ်ခံစားမှုဖြစ်လာတယ်အဲ့အနေမှာအဲကျွန်တော်ဒီဟာကိုတကယ်လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်အဲ့မှာပိုးနယ်လည်းမရိုက်ခင်တည်းကပြောပြောဖြစ်ပါတယ်ပိုးနယ်လည်းပြောဖြစ်တယ်အဲဒီမြို့လေးမှာဒီလိုရုပ်ရှင်လေးတကားတော့ရရင်ကောင်းမယ်ဆိုပိုးကလည်းသူလည်းအဲဟိုရိုက်ချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဟာကိုပြန်ပြီးတော့ဇလန်းတီဆောက်ဖြစ်တယ်ပြီးတော့စားဇလန်းရေးရပါပဲ ဒီကကိုမြင့်မြတ်နဲ့အခုလည်းကြိုပြီးတော့ပြောထားတယ်ကိုမြင့်မြတ်နဲ့ပိုးနဲ့နှစ်ယောက်ကိုတဲပြီးတော့တဲပြီးရေးထားတဲ့ဇက်လန်းပေါ့နော်အဲကြောင့်ပိုးဆိုလဲဆရာဝန်မလေးဆိုပြီးတော့ပဲဒီမျိုးကိုပြောင်းလာတဲ့ဆရာဝန်မလေးဆိုပြီးတော့ပဲသူခရိုက်တာကိုထည့်ထားတယ်အဲတော့သူတို့နှစ်ယောက်ကိုကြိုပြီးတော့မြင်ပြီးတော့တဲပြီးတော့ဇက်ညိုရေးတွေကစတီဆောက်ထားတဲ့ဇက်လန်းပါအဲအဲ့ဒါအဲ့ဒါအဲ့ဒါလည်းအဓိကအရေးကြီးတဲ့ point နဲ့မပါဘူးပေါ့နော်အဲဖြစ်နိုင်မလားပေါ့နော်ဒီ ဆရာဝန်မလေးဒီမျိုးတာဝန်ကြီးပြောင်းလာတဲ့ဆရာဝန်မလေး ਨੇ ဒီမျိုးကဒီဘုံကြီးចောင်းသားកောင်းလေး ਨੇ အတူးဆွဲកောင်းလေး ਨੇ ဆိုတာကအဲဖြစ်နိုင်ပါမလားဗောနော်အဲအဲ့လိုဗောအဲဇလန်တိဆောက်ဖြစ်တဲ့တိဆောက်တဲ့အချိန်မှာလဲအဲ့ဒါတွေထည့်စဉ်းစားပြီးတော့စဉ်းစဉ်းစားပြီးတိဆောက်ဖြစ်တာပါချင်းကကျွန်တော်ဒီထဲမှာဆရာမလေး ਨੇ အတူး ਨੇ အဲဟိုဘောနှစ်ယောက်ထဲအဲ့လိုမျိုးအဲ့လိုချစ်ဆရာကောင်း ਨੇ တခြင်းလေးတစ်ပုတ်ပါတယ်အဲပြီးတော့ ဒီအတူနဲ့ဆောင်းမလေးနှစ်ယောက်ဟိုဖြစ်တဲ့ချိန်မှာပဲအဘိန်းကလေးကိုစီးဆိုတော့တခြင်းတပုတ်ပါတယ်အဲပြီးတော့အာနောက်တပုတ်ကကြတော့အဲ့ဟိုအဲ့အဲ့လိုကိုရံလေးဒေါသထွက်တဲ့ဟာပေါ့နော်ကိုရံလေးကအဲ့ဒေါသထွက်ပြီးတော့စိတ်ဆိုးတဲ့ဟာကိုကျွန်တော်ဒီတိုင်း dialogue တွေနဲ့မဆိုးတော့ဘဲနဲ့အဲ့အဲ့လို presentation နဲ့ပြထားတာခုပါတယ်ပေါ့ကိုရံလေးကလည်းကိုရဲ့ဖေးပဲအဲပိုးရဲ့အဖေတော့မဟုတ်ဘူးအဲ့တော့ ဟိုပါပေါ့ကိုရန်လေးက character တစ်ခုပေါ့သူ့ရဲ့နေရာနဲ့ character တစ်ခုအဲစုံတော့မစုံပြည့်ဘူးပြဒါပေမဲ့ online မှာတော့အဲ့လိုမျိုးဟိုအဆက်တွေတော့ရှိပါတယ်အအခု AH ကနိုင်ငံเจ้าမှာလာမန္တလေးမှာလာမန္တလေးမှာเนาะအဲကျွန်တော်အတူးဆွဲရုပ်ရှင်ကားကြီးကိုဒီလာမဲ့ October 24ရက်နေ့ပေါ့เนาะအဲမြန်မာတနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်တွေမှာအဲရုံနေပြတော့မှာဖြစ်ပါတယ်အဲ့တော့ဒီကားကိုဟိုဒီမှာပါဝင်တဲ့တရုတ်ဆောင်တွေကော အဲပါဝင်တဲ့တဦးတယောက်ချင်းစီတိုင်းရောကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားကြပါတယ်အဲ့အတွက်ကြောင့်ရုံတင်ရင်ပြိတ္တတွေအာရုပ်ရှင်ကိုဟိုကျွန်တော်တို့ဟိုရုပ်ရှင်ကိုချစ်တဲ့ပြိတ္တတွေပေါ့နော်အဲအတူဆိုရရုပ်ရှင်ကားကိုအဲတွားကြည့်ပေးကြပါပြီးတော့ကျွန်တော်တို့လိုအပ်ချက်တွေရှိရင်လည်းအဲကျွန်တော်တို့ဝေဖန်အကြံပြုပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ